မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်မြို့နယ်မှာတိန်းစီခံရာမြင့်များပြန်လည်ရရှိရေးအတွက်ထွန်းထွန်းတိုက်ပွဲပြုလုပ်ခဲ့မှုနဲ့ပတ်သက်ပြီးတတမာရန်ကျောင်းသားတို့နဲ့ပြင်စာကြီးရွာဒေသခံတောင်သူ၁၂ဦးကိုပုံမှမျိုးစုံနဲ့ပြည်ဦးလွင်မြို့နယ်တရားရုံးကဖမ်းဝရန်ထုတ်ပြန်ထားကြောင်းသိရပါဗျ။ဖမ်းဝရန်ထုတ်ပြန်ထားခြင်းကိုဇူလိုင်လ3ရက်ကတိန်းစဲရာမြင့်များအတွင်ဖွင့်လှစ်ထားတဲ့ The Base Camp မှာပြုလုပ်တဲ့ရာမြင့်တိန်းစီခံတောင်သူတွေရဲ့သတင်းစာရှင်းလင်းပွဲမှာသိရခြင်းဖြစ်ပါတယ်။ ဖြစ်စဉ်မှာပြည်ဦးနယ်မြို့နယ်ပြင်စာကြီးရွာမှာ coffee စီမံကိန်းအတွက်တင်ဆက်ထားတဲ့ယာမြေပေါ်မှာဒေသခံတောင်သူများက2016ခုနှစ်အော်တိုဘာလအတွင်းက၎င်းတို့ရဲ့တင်းစီယာမြေများပြန်လည်ရရှိအတွက်ထွန်းထုံးတိုက်ပွဲပြုလုပ်ပြီးထွန်းရက်စိုက်ပျိုးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုလိုထွန်းထုံးတိုက်ပွဲပြုလုပ်ခဲ့ပြီးနောက်ဒေသခံတောင်သူတွေကအဆိုပါတင်းစီယာမြေတွေပေါ်မှာတပိတ်စခန်းဖွင့်လက်ကထွန်းရက်စိုက်ပျိုးခြင်းများကိုလက်ရှိအချိန်ထိပြုလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ထွန်းနှုံးတိုက်ပွဲပြုလုပ်ထွန်ရက်ခဲ့မှုနဲ့ပတ်သက်ပြီး2016ခုနှစ်နိုဝင်ဘာမှာမြေယာအရေးတက်ကြွလှုပ်ရှားသူနှစ်ဦးနဲ့ဒေသခံတောင်သူတအူတို့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးတောင်သူ၁၀ဦးကိုဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီလိုဖမ်းဆီးခံခဲ့ရပြီးနောက်ပြည်ဦးလွင်မြို့နယ်တရားရုံးမှာအချုပ်ဖြစ်အမှုရင်ဆိုင်ခဲ့ရက2019ခုနှစ်ဖေဖော်ဝါရီမှာဖမ်းဆီးခံရရသူများအာမခံရရှိခဲ့ပါတယ်။ အခုလိုအာမခံရရှိခဲ့တဲ့ပေါ်တရားလူဘက်ကကျေနပ်မှုမရှိသဖြင့်ခရိုင်တရားရုံးကိုပြင်ဆင်ချက်ထပ်မံလျှောက်ထားခဲ့ရာခရိုင်တရားရုံးကဇွန်လတရက်မှာအာမခံကိုပြန်လည်ရုပ်သိမ်းကြောင်းအမိန့်ချမှတ်ခဲ့သဖြင့်ဖန်ဝရန်ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိဖန်ဝရန်ထုတ်ပြန်ခြင်းခံရတဲ့ပြင်စာကြီးရွာမှာတတမာရန်ចောင်းသားအပါအဝင်ဒေသခံတောင်သူ၁၂ဦးတို့မှယခင်ကအမှုရဲများမှပါဝင်ခဲ့ကြခြင်းမရှိဘဲ၂၀၁၉ခုနှစ်ဇွန်လ၂၆ရက်မှသာပြည်ဦးလွေမြို့နယ်တရားရုံးကဖန်ဝရန်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ သူတို့ကိုရာဇသက်ကြီးဥပဒေပုံမှန်449 294 506 341တို့ဖြင့်အမှုဖွင့်ဖန်ဝရန်ထုတ်ပြန်ခဲ့ကဇူလိုင်လ28ရက်မှာပြည်ဦးလွင်မြို့နယ်တရားရုံးသို့စွဲချက်ကိုထုချေရှင်းလင်းရန်အတွက်ချိန်ဆထားကြောင်းသိရပါတယ်။တတမာရန်ကျောင်းသားကိုဖန်ဝရန်ထုတ်ပြန်ခဲ့ရတဲ့ပတ်သက်ပြီးကျေနပ်မှုမရှိကြောင်းတတမာရန်ကျောင်းသားရဲ့မိခင်တော်တီတာကအခုလိုပြောပါတယ်။ဘလို့ရဲတော့ဒီမှာမသိဘူးလေ။ဒီမှာလည်းတော်တဲ့နေ့တိုင်းသွားလာနေတာ။ကလေးကလည်းကျောင်းသွားတယ်ဘလို့ရောက်တယ်ဆိုတော့သိပြီလား။ ဒီမှာကလေးကိုအဲ့လိုမလုပ်ထားရကျမတော့မကြည့်နိုင်ဘူးကလေးနဲ့ပတ်သက်လို့အဲ့ကျမတို့ဟိုအဲ့မဝဒန်းလုပ်ထားတဲ့အတွက်ကိုမကြည့်နိုင်ဘူးဒါပဲပြန်ပြီးတရားစွဲခြင်းနဲ့ပြင်းဦးလွင်မြို့နယ်ပြင်စာကြီးရွာနဲ့တပြည်ကြီးကြီးရွာတို့မှာကော်ဖီစီမံကိန်းအတွက်တင်စီထားတဲ့ရာမြေတွေပေါ်ဒေသခံတောင်သူများက2016ခုနှစ်အောက်တိုဘာလအတွင်းကလိလလျက်ရှိနေတဲ့ရာမြေများပေါ်မှာထုံရက်ဆိုင်ပြိုးခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။